ိန္ဒိယကလာတဲ့ကယ်ဆယ်ရေးသမားတွေအတွက်စကပြန်လောက်ကကုညီရှာဖွေနေတဲ့ဇန်နနစ်အရွယ်သမီးလေးပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ရင်မြန်မာဆီရီစိုက်တာဖစ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အသက်ဇန်နနစ်အရွယ်ဆိုတာကတော့မိဘရဲ့ရင်ခွင်ရှိအောက်မှာသာနေပြီးတော့ပရိုက်တာအလုပ်တွေမှာဝင်ပြီးတော့မကူနိုင်သေးဘူးလို့မြန်မာနိုင်ငံကတော်တော်များများကတော့ယူဆထားကြတာဖြစ်ပါတယ်ဒါပေမဲ့အသက်ဇန်နနစ်အရွယ်ကောင်မလေးဖြစ်တဲ့ဒေဝီဆိုတဲ့ကောင်မလေးကတော့ငလင်ဖြစ်တဲ့အချိန်မှာငလင်ပေးအတွက်ပရိုက်တာလူငယ် တယောက်အနေနဲ့ပါဝင်နေတာဖြစ်ပါတယ်။ဒါအပြင်ဒေဝီကကေဇေးအီလုံးနေတဲ့နေရာမှာအဓိကပါဝင်ပြီးတော့ကုညီနေရလဲဖြစ်ပါတယ်။သမီးလေးနန်းဒေဝီကအင်္ဂလိပ်စကားကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောတတ်တယ်။ဒါကြောင့်မို့ငလင်ပီးဖြစ်တဲ့အချိန်မှာနန်းဒေဝီကသူ့ရဲ့အားသာချက်ကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။ငလင်ဖြစ်တဲ့အချိန်မှာနန်းဒေဝီရဲ့အဖိုးဖြစ်သူကကေဇေးအီတွေလောက်ကုနေလို့ဖြစ်ပါတယ်။ဒါကြောင့်မို့လဲနန်းဒေဝီကလိုက် channel လို့ပြောပြီးတော့တောင်းလိုက်ခဲ့တာဖြစ်တယ်။တောင်းလိုက်တဲ့အချိန်မှာကေဇေးအီမှာနိုင်ငံတကာကေဇေးအီတစ်ဖွဲ့ဖြစ်တဲ့အိန္ဒိယအဖွဲ့ ွင့်ရအရောက်ရှိလို့နေတာဖြစ်ပါတယ်။ငလင်ဘေးကအရန်ကိုပြင်းထန်တာကြောင့်ငလင်နဲ့ပတ်သက်ပြီးတော့ဂျိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့နိုင်ငံတွေကတော်တော်လေးကိုရင်ဆိုင်ခြုံတွေ့လိုက်ရတာပါ။ငလင်နဲ့ပတ်သက်ပြီးတော့ဗဟုသုတလည်းမရှိကြတာမို့တော်တော်လေးကိုအထိနာသွားခဲ့ရပါတယ်။မြန်မာနိုင်ငံမှာကကယ်ဆယ်ဖို့ပစ္စည်းလည်းမရှိတာမို့နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေကလာရောက်ပြီးတော့ကူညီနေကြရတာပါ။ပြည်ပနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေဖြစ်ကြမို့ကယ်ဆယ်ရေးအချိန်မှာမြန်မာလိုမပြောတတ်တာနားမလည်တာတွေလည်းခြုံတွေ့နေရတာပါ။စကားပြန်ဒီအများက ိလိုအပ်တယ်လို့နေရာထေတာအခြေအနေကိုသေချာရှင်းပြနိုင်မဲ့သူတွေလည်းလိုအပ်လို့နေတာ ဖြစ်ပါတယ်။အဖိုးဖြစ်သူကဒေဝီကနားလဲတယ်မလားဝေရှင်းပေးလို့ပြောရကနေစကားပြန်ပေးလိုက်တာဖြစ်ပါတယ်။သေချာရှင်းပြပေးနိုင်တာကြောင့်လည်းအိန္ဒိယကေဆေးသမားတွေကဒေဝီကူညီပေးနိုင်ခဲ့တာဖြစ်တယ်။မိဘတွေလည်းခွင့်ပြုပေးကြတာမို့ဒေဝီကကေဆေးအဖွဲ့မှကူညီခွင့်ရရှိခဲ့တာပါ။ဒါအပြင်ဒေဝီကမိန်းကလေးသိမ့်မဆန်မဲယောက်ျားလေးတို့သာနေထိုင်တတ်သူဖြစ်ပါတယ်။ငငယ်ကလေးကမောင်နှမတွေကယောက်ျားလေးသာများတာမို့ ယောက်ျားလို့ခက်ချမ်းချမ်းသာပြေးလွှားစော်ကစားကြတာဖြစ်ပါရင်ဒါကြောင့်မို့လဲအချောင်းရနာမျိုးတိတ်မရှိပါဘူးငငယ်ကလေးကအတံပြားနဲ့ရှာတာလို့ဆိုရင်လည်းသိပြီးတော့မမှုတတ်တော့ပါဘူးဒါကြောင့်မို့လဲကေစေးသမားရိနဲ့ကုညီလုံးချတဲ့အချိန်မှာဒေဝီကအရွယ်နဲ့မလိုက်အောင်ရင်းရင်းလို့နေတာဖြစ်ပါရင် အဖိုးဖြစ်သူစက်မှုအလုပ်ကိုလုပ်ကိုင်နေသူမဟုတ်တန်ချောင်းနေတဲ့ဒေဝီကမစိမ့်တော့ပဲရှောင်ရှားသွားတတ်ပါရင်ပြိုကျနေတဲ့အဆောက်အဦကြားတွေကိုလည်းတတိရှိရှိသာသွားလာပြီးတော့ကူညီနေတာဖြစ်ပါရင်ဒါအပြင်ဒေဝီကငလင်ဘေးနဲ့ပတ်သက်ပြီးရင်လည်းချုပ်တင်လေးလာထားပြီးတော့အန်ဒီယေကင်းအောင်နေထိုင်ဖို့လည်းအမြဲတတိရှိပါရင်အရွယ်နဲ့မလိုက်အောင်အခုလိုထက်မြက်တာကြောင့်လည်းဒေဝီကိုမိဘတွေကကူညီခွင့်ပေးထားတာပါဒေဝီကအဆုံးထိတူတက်နိုင်တဲ့လောက်ကူညီပေးသွားမှာဖြစ်ပါရင်ဒါအပြင်ငလင်ဘေးအတွက်အများသူငါ ေနဲ့တနိုင်တလောက်လူပေးဖို့ကိုလည်းဒေဝီယတောင်းဆိုထားပါတယ်။လူအများကတော့အတန်ငယ်ငယ်နဲ့ထူးချွန်နေတဲ့ဒေဝီကိုကြည့်ပြီးတော့ချီးကျူးနေကြပါတယ်။မြန်မာနိုင်ငံမှာအရေးချုံလာရင်လူငယ်တွေကတက်ထားတဲ့ပညာတွေနဲ့ကူညီသေးနိုင်မလားဆိုပြီးတော့လည်းသဘောကျလို့နေတာဖြစ်ပါတယ်။အိန္ဒိယလာတဲ့ခေစေးသမားတွေအတွက်စကြပြန်လှုပ်ပြီးတော့ကူညီရှာဖွေပေးနေတဲ့၁၂နှစ်အရွယ်သမီးလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ကြပါအောင်။ဆုံးဖြတ်ချက်ရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။